တာလီဆိုပါဒီကနေ့မတ်လ26ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြတ်ခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ EA ရဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတိတိကျကျထုတ်ပြန်ပေးဖို့ပြည်သူတွေကလုံလောက်နေကြတယ်ဆိုတဲ့သတင်းစစ်ကောင်စီဘုံကျဲမုံကြောင့်ပုံနာကျုံမြို့နယ်မှာအရသာ3ရောက်တည်ဆုံပြီး14ရောက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းနဲ့ရခိုင်မှာစစ်ကြံပစ္စည်းနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုလက်အင်ကဆုံရှုံသွားတဲ့ပြည်သူတွေဘဝရည်တည်ရေးခက်ခဲနေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အာရခတတော် AA ရဲ့စမှုထံဥပဒေနဲ့ပတ်သက်ပြီးတိကျတဲ့ပြဋ္ဌာန်းချက်စီကံချက်တွေကို ပြည်သူတွေအကြားတရားဝင်အသိပေးထုတ်ပြန်ဖို့လိုအပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောဆိုလာပါတယ်။ တော် AAC မှာစစ်မှုထမ်း45ရဲ့တင်နန်းတက်ပြီးရင်နှစ်နှစ်စစ်မှုထမ်းရမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအထဲမှာလူငယ်တွေသာမကကလေးမိခင်တွေပါစစ်မှုထမ်းရမယ်ဆိုတဲ့အတွက်ကြောင့်လူလူအကြားစိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။မတ်လ22ရက်နေ့က AA တာဝန်ရှိသူတွေနဲ့ကြီးရွာသားတွေတွေ့ဆုံရမှာအခုလိုပြောကြားခဲ့တာဖြစ်တယ်လို့ညအောင်မြို့နယ်တိမ်ညိုကြီးရွာကဒေသခံတယောက်ကနရင်းစရာသတင်းဌာနကိုပြောပါရစေ။ နှစ်နှစ်တာစစ်မှုထမ်းရမယ်ဆိုတော့အင်းထောင်သေးကလေးမိခင်တွေအနေနဲ့အင်ကိုခွဲပြီးစစ်မှုထမ်းဖို့မလွယ်ကူနိုင်ဘူးလို့လည်းဒေသခံတွေကပြောဆိုပါတယ်။ဒါကြောင့်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးလူထုအကြားအမျိုးမျိုးပြောဆိုနေတာတွေထွက်ပေါ်နေတာကြောင့်အရခတ်တတော်အေအနေနဲ့ပြဋ္ဌာန်းချက်တွေကိုလူထုစီမှာတရားဝင် ရှပြတင်တယ်လို့ဒေသခံတွေကဆိုပါတယ်။အေအစစ်မှုထမ်းဥပဒေမှာစစ်မှုထမ်းဖို့မသင့်တော်သူတွေ မတန်ဆွမ်းသူတွေပညာသင်ကြားနေသူတွေပါဝင်မှာမဟုတ်ဘူးလို့အေးအေးနဲ့နှိဆက်သူတယောက်ကပြောပါရယ်ပုံနာကျွန်းမြို့နယ်အောက်ဖြူပင်ကြီးရွာကိုမနေ့ကညနေ9နာရီကျော်မှာစစ်ကောင်စီတပ်က လေကြောင်းကနေပုံကျဲတိုက်ခိုက်လို့အရဲသားတရှုတ်တေဆုံးမှုရှိခဲ့ရပါတယ်။ဒီပုံကျဲမုံကြောက်တေဆုံးသူအရဲသား3ယောက်နဲ့အပြင်းထန်တဲ့အရာရှိသူ14ယောက်ရှိခဲ့တယ်လို့ဒေတာရင်းစီရေးတရင်ရင်းမြစ်တွေကအတည်ပြုပြောဆိုပါတယ်။ တည်ဆုံးသူစေဘေးရှောင်၃ယောက်ကတော့ပုံနာကျွန်းမြို့လက်ကုံးပြင်ရက်ွက်နေအောင်ဖြူပြင်ကြေးရွာမှာစေဘေးရှောင်နေတဲ့ဦးတန်းမောင်နဲ့ဇနီးဖြစ်သူဒေါ်မေရီအပါအဝင်တားဖြစ်သူမောက်တက်နိုင်တို့ဖြစ်ကြပါရယ်မလ25ရက်နေ့ညနေ9နာရီကျော်အချိန်လောက်မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာတစ်စီးနဲ့အောင်ဖြူပြင်ကြေးရွာကိုပေါင်900ဘုံတလုံးကျေရှာတိုက်ခိုက်ခဲ့တာပါအဲ့ဒီဗုံးကျဲတိုက်ခိုက်မှုကြောင့်အသက်15နှစ်အရွယ်ကလေး9ယောက်အပါအဝင်အမျိုးသား2ယောက်နဲ့အမျိုးသမီး9ယောက် စုစုပေါင်း14ရောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ရခိုင်မှာစစ်ကြံလက်နက်ပစ္စည်းတွေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကိုလက်အင်္ဂါဆုံးရှုံးသွားတဲ့ပြည်သူတွေမှာဘဝရည်တည်ရဲ့အတွက်အခက်အခဲတွေနဲ့ကြုံတွေ့နေကြရပါတယ်။အဲဒီလိုကိုလက်အင်္ဂါဆုံးရှုံးသွားရသူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေဟာဘဝရည်တည်ရဲ့အလွန်ခက်ခဲနေကြရတယ်လို့ကွာမြွနဲ့စစ်ပေးရှောင်းကုညီရေးပူပေါင်းအဖွဲ့ဥက္ကဋ္ဌကိုဖြိုးပိုင်စိုးကပြောဆိုပါတယ်။ ပုံနာကျွန်းမြို့နယ်မှာဆိုရင်လဲစစ်ကောင်စီတက်ဆွဲခဲ့တဲ့ရွာနဲ့နေရအနီးတဝိုက်တွေကိုသွာလာ လုကန်စားတောင်းနေကြသူအများပြားဟာဆက်လက်ကြံမှန်းတွေကြောင့်ကိုလက်အင်ကဆုံးရှုံးသူတွေများပြားနေတယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောပါရယ်ရခိုင်မှာအရခတ်တတော် AA ကမြို့နယ်14ခုအထိတိမ့်ပိုက်ထိရှုပ်ထားပြီးဖြစ်ပေမဲ့စစ်ကောင်စီရဲ့စစ်ကြံလက်နက်တွေပောက်ကွဲမှုနဲ့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူအများပြားဟာ ထိခိုက်သေးဆုံးမှုတွေနဲ့ကိုလန့်အင်္ဂါဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေကြရတာပါဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့အေယာဝတီတိုင်းနဲ့ရခိုင်အစက်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိခိုက်အကြဆုံးတွေများနေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်အဲဒီတိုက်ပွဲတွေမှာသေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုကွင်းကောင်းမြို့နယ်က ရခိုင်ကုန်းနဲ့အုတ်တွင်းကုန်းတွေကတကြိုဆက်တွေမှာတကြိုနေရပြီးမိသားစုကိုအသိမပေးတာတွေလည်းရှိနေတယ်လို့သိရပါဗျ။ထိခိုက်တံရရရှိသွားတဲ့စကောင်စီတပ်သားတွေကိုတော့လေးမျက်နာစေးယုံငတိုင်းရှောင်းစေးယုံပသိမ်ပြည်သူစေးယုံတွေကိုပို့ဆောင်ကူတာနေပြီးလူနာတွေများနေတယ်လို့လဲဒေသခံသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။တိုက်ပွဲမှာတံရရရှိသွားသူတွေများပြားနေပြီးစေးယုံတွေမှာစေဝါကူတာမှုမလုံလောက်တာတွေသွေးလိုအပ်ချက်တွေကြောင့် စစ်သားတွေတည်ဆုံတာတွေများပြားနေတယ်လို့ပသိမ်ဒေသခံတယောက်ကပြောပါရယ်။အရေးကြီးစစ်သားလူနာတွေကိုပသိမ်စေးယုံကြီးကိုထက်ဆောင်မှာအထူးကျမှတ်ကန့်သက်အဖြစ်စေဝါကူတာမှုပေးနေပြီးစစ်ဖက်ဆိုင်ရာတာဝန်ရှိသူတွေတွားရောက်တွေ့ဆုံခဲ့တာတွေကိုလည်းတွေ့မြင်ရတယ်လို့မျက်မြင်ဒေသခံတွေကပြောကြပါရယ်။ဒါအပြင်အေယာဝတီတိုင်းဟင်းသနခိုင်အင်ကပူမြို့နယ်ပန်းတော်ကြီးကြီးရွာကိုတက်ဆုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို စစ်ကောင်စီလေးချောင်းကမှားယွင်းပုံကျဲခဲ့လို့လဲထိခိုက်သေးဆုံးမှုတွေများပြားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်ထိပ်တန်းဘူရှုတ်ကြီးနဲ့အဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ကိုမတ်လ24ရက်နေ့ညပိုင်းမှာ ရောက်ရှိလာခဲ့တယ်လို့ Bangladesh Development Report မှာသတင်းဖော်ပြခဲ့ပါတယ်။အာရကတတော် AA ရဲ့စစ်တွေကြောက်ဖြူနဲ့ မန်အောင်မြို့တို့ကိုတင်ပိုက်ဖို့အတွက်ပြည်ထောင်တဲ့ထိုးစစ်တွေမတိုင်ခင်မှာအခုလိုရောက်ရှိလာခဲ့တာပါအဲ့ဒီအဖွဲ့ဟာ Hawaii အခြေစိုက် American Pacific စိတ်ထာနာရှုပ် USA RPAC ရဲ့ဒုတိယကွက်ကေးရေးမှုဖြစ်သူဒူပူရှုပ်ကြီးဂျိုးဘီဂျေဘူဝဲဦးဆောင်ပြီးတော့ထိတ်တန့်အရာရှိ၄ယောက်ပါဝင်ခဲ့တာပါသူတို့တွေဟာမလ25ရက်နေ့မှာဘင်္ဂလားဒေ့ရှ်တပ်မတော်ထိတ်တန့်အရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသိရပါဗျာ အမေရိကန်ဒုတိယဘုရှုပ်ကြီးဘိုဝဲရဲ့ဒါကခရီးစင်ဟာအေအေအနေနဲ့လက်ကျန်မျိုးသုံးမျိုးကိုတိမ့်ပိုက်ဖို့ထိုးစစ်စတင်ဖို့စီစဉ်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်လို့ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာရေးရာစီရီလေးလာတုံးသက်သူတွေကတုံးသက်ပြောဆိုထားပါရဲ့ရှင်။နမင်းဇီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့။ကျမတို့နမင်းဇီယာကထုတ်လင်းတဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narisia ရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။